ီရောတမိဒီရောရှိရဲဆိုတော့ကဲတော့ຢာခင်းနဲ့ထွက်နေမယ်ဆိုပြီးတိုးထဲမှာထွက်နေတာအဲ့လိုဖြစ်တာအဲ့အမလို့အမေတို့ဘက်အမေတို့ကအဲ့လိုပတ်စံမရှိဘင်းနဲ့အဲ့လိုတိုးထဲမှာနေပြီးတော့လောက်ကင်စားတော့တယ်ဘဝရောက်သွားတာအဲ့အမလို့အမေကြီးကပတ်စံအဖေဘက်ကအမေကြီးကကျတော့ပတ်စံချမ်းသာတယ်လို့မလို့မောက်မာတာအဲ့လိုဖြစ်တာအလမရောက်တော့ကျွန်တော်ចောင်းသွားခိုင်းတာအမေကအမေကအမေပြလိုက်တဲ့မုတ်တွေကိုယူပါရဲ့ကွယ်ယူသွားပြီးအိမ်ထဲចောင်းနေရင်ဘလောက်မှဝေးရမဟုတ်ဘူးเนาะ တော့မယ်ဆို9မိနစ်9မိနစ်လောက်ပဲဝေးတာ哦ကျောင်းသွားခိုင်းတာ哦အမေပေးတဲ့မုံကိုယူပြီးတော့တော့ကျောင်းနဲ့အိမ်ချမှာရှိတဲ့ရေတွင်းပြက်ကြီးရှိရယ်အဲရေတွင်းပြက်ကြီးထဲမှာမုံစားပြီးတော့စားအဲပါတဲ့မုံကိုစားပြီးတော့အိမ်နေတာကျောင်းပြင်းတာအဲလက်မလေ အားလုံးပဲမင်္ဂလာပါဘူးအချန်နယ်လေးရကျေးဇူးလိုက်ပါတယ်မိုးတီနဲ့တက်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့စကားပြောတာအရင်ကောက်တဲ့ဒီအညာသူလေးရဲ့ဗီဒီယိုလေးကိုတက်ဆက်ပေးမှာဖြစ်ပါတယ်ဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့ဒီအညာသူလေးကစကားပြောတာအရင်မှချစ်စရာကောင်းတယ်ပေါ့နော်သူ့လိုမိသားစုအကြောင်းကိုပြန်ပြောပြနေတာအရင်လဲနားထောင်လို့ကောင်းတယ်ကြည်တယ်မြို့ရင်လဲစိတ်ချမ်းသာစရာဗီဒီယိုလေးတစ်ပုဒ်ကိုပြန်လဲမျှော်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်နော်ရောက်ခမနဲ့ချိမနဲ့တက်သွားလားဆိုတော့အဲအဲ့လိုမျိုးနဲ့ပေါ့ကွအင်းဒီပိုင်းလည်းခွဲပြီးသွားတော့ကျွန်တော် အမေကစီဝိုင်းအမေတို့အဖေတို့ကစီဝိုင်းအစဉ်ကြီးသွားတယ်ပြေးလေသွားပြေးလေသွားဘယ်လိုပြေးလေသွားမလို့ဆိုတော့အဲ့မှာဝေထားညီ၃လေးအီကတော့ရှိရဲ့ညီကွယ်ဝေလိုက်တာလေအိမ်ဆောက်ဖို့ဆိုဝေလိုက်တဲ့အချိန်မှာတသမီလည်းမွေးပြီးသွားတယ်မွေးပြီးတော့ကျမတို့အိမ်သားလေးမှာနေနေတဲ့အဖွားကြီးမျက်စိမျက်လုံးမမြင်တဲ့အဖွားကြီးတယောက်ရှိတယ်အဲ့အဖွားကြီးကဘယ်မှလည်းမသွားနိုင်ဘူးဆိုတော့သူကအိမ်ကလေးတွေအမေမွေးတဲ့ညကလေးပုံထိန်ပြေးအမေကဟိုကတော့လည်းမျက်နှုတ်သားတို့ဘာတို့ညာတို့အဲ့တော့လူလေးနဲ့လည်းလိုက်ရသေးရဟုတ်အမေလိုက်ရသေးရဆိုတော့အဲ့အဖိုင်းနဲ့ပဲ ထားခဲ့တာကလေးတွေကိုအငင်းနဲ့သူထိမ့်ပေးတာဖြစ်ပြမျက်စိမမြင်ဘူးမမြင်တော့ကျတော့တယောက်လည်းမဟုတ်နှစ်ယောက်လည်းမဟုတ်အကုန်ထိမ့်ပေးတဲ့အတွက်ကြောင့်ဝိုင်းတွေကိုစိတ်ပြီးတော့ရောင်းလိုက်တာအမေရဲ့ဒီတုံးအေးတုံးလေးကတော့ရှိတဲ့ဝိုင်းခွက်ကြီးဝယ်ထားတဲ့ထဲမှာလူတွေကနေဝယ်ချင်လို့ဆိုပြီးတော့အဲဝိုင်းခွက်တွေစိတ်ပြီးတော့ရောင်းလိုက်တာအဲရောင်းလိုက်တဲ့အချိန်မှာမှအဲ့ဒီထဲကနေပြီးတော့တကွက်အကုန်လုံးမရောင်းတော့တကွက်အဲအိမ်ဆောက်ကိုတနေရာစာခြံပြီးတော့အဲအမေကိုကလေးထိမ့်ပေးထားတဲ့အဲမျက်စိမမြင်တဲ့ အဖွားကြီးပေါ့နော်အမေကြီးပေါ့အဲ့အမေကြီးကိုပေးတာတသက်စာပေးလိုက်တာအခုတားစင်ကြီးစက်အခုလည်းကျမတို့အိမ်သားမှာအဲ့ဒီဝိုင်းရှိတယ်အဲ့ဖွားကြီးကတော့ဒီအဆုံးဝိုင်းပေါ့ဘယ်မှရှိတော့သူရဲ့တသက်မီတွေဆက်ပြီးတော့အမွေမွေဆက်ခံပြီးနေနေအဲ့လိုပေးထားတာအမေကအဲ့လောက်ဆောင်ရောက်ပြီးတော့ရတဲ့ပတ်စံနဲ့တော်မီတွေဝဲတယ်စီးပွားရေးတွေအဆင်ပြေတယ်အဆင်ပြေလာတော့ကြာတော့ရောက်ခမအမဆိုတာရောက်ခမနဲ့ရောက်ခတိနဲ့ရောက်ဖြစ်အမေမကွယ်ရောက်ခမအမေကြီးအမေကြီးကိုကြာတော့အဖေကအဖေကိုပြောတယ်ပေါ့ငါက စီပွားရေးနဲ့အဆင်ပြေလို့ရောက်ခမကိုကျွေးမှာစားကျင်တာအကုန်ကျွေးမှာဆိုအဲအိမ်မှာချက်တဲ့စားဥစားပြကောင်းနေဟာအကုန်ချက်တဲ့မြအထူးဆန်းဆန်းကောင်းနေဟာချက်တယ်မြမိတို့မိတို့အိမ်နဲ့ဟိုကျမတို့အိမ်နဲ့နည်းနည်းဝေးရည်လေးရွာထဲနဲ့ဟိုရွာအဖျားနဲ့ရွာထဲအတွင်းပိုင်းနဲ့ဆိုတော့နည်းနည်းဝေးရကြတော့အမေကအဲ့လိုချက်ပြီးဆိုလို့ရှိရင်အကိုကြီးကိုသွားပို့ခိုင်းတာ တော့ဘုခိုင်မှာအမေကြီးကဘယ်လိုပြောရမှန်းလဲရောဘယ်လိုပြောလိုက်လဲမှန်းအဲ့ဒါအအဖေရဲ့အကိုကြီးအကြီးဆုံးကလည်းသားသမီးတွေရှိတယ်အမလေးသူသားမှသူသားချစ်တာအမေကြီးကအကိုကြီးကအဲ့ဟင်းချိုင်လေးနဲ့ဆွဲပြီးတော့သူကပူတာသူကပြောကြဟဲ့မင်းကဘသူသားရောမီးလို့အကိုကြီးကလည်းစိတ်ထဲမှာအမှတ်ထားတယ်အမေသွားတော့သားမသွားရင်မလွတ်လို့ကိုမရအောင်အဲ့နေပြောအသားမင်းမဲအဝေးထူထူနဲ့ဝေးလာတယ်အမအလက်မကိုလည်းသွားဖို့ခိုင်းတော့ကြဟဲ့ညီတို့ကဘသူသမီးရောမီးတယ်တဲ့အဲ့လိုမျိုးကျွန်တော်နောက် ဘယ်သူမှသွားခိုင်းလို့မရဘူးကွာအဲ့လိုမလုပ်ရဘူးကို့အမေကြီးဆိုတာမဖြစ်တယ်ညာဖြစ်တယ်နဲ့ပြောပြီးတော့အမေသွားချင်လဲသွားရတာပါပဲကွအဲ့သွားပို့လေပြီးရင်အမေကဘယ်လိုပြောလဲဆိုအဖေကရောက်ခမဟိုတော့ငါကကောင်းတာလဲကျွေးမဟိုဘယ်လိုပြောမလဲနေမကောင်းတော့လဲစိတ်ကူပြေးတယ်စိတ်အဝတ်အစားကိုတော့ငါတသက်ဘယ်တော့မှဝယ်မပေးဘူးဆိုအမေကတိတိဝယ်မပေးလိုက်ဘူးအဝတ်အစားကိုဝယ်ပြီးမကတော့ဘူးဘာလို့လဲဆိုတော့ငါဝတ်ဆရာမရှိတာတောင်မှပဲ ပြောင်ပြောင်တန်တန်သူ့တသမီတွေလည်းရှိရဲ့သူ့သမီတွေလည်းရှိရဲ့အဲဒါနဲ့ငါ့ကိုဝတ်ဆရာတစုပ်ပဲ့တောင်မပေးလို့အမေကငါ့သူ့သေးတဲ့အထိငါ့သေးတဲ့အထိဝတ်ဆတော့ဝယ်မပေးဘူးဆိုပြီးတော့အဖေကိုပြောတာအဖေကလည်းဘာမှမပြောဘူးပေါ့ကွယ်အဖေကသူ့လည်းကြွေးနေတာပြေးနေတာဆိုတော့ဘာမှမဖြစ်ဘူးပေါ့အဲ့ဒါနဲ့မေကအရင်ဆုံးဆုံးသွားတာ အရင်ဆုံးပါလာဆုံးသွားပြီးတော့ဘာကြီးကကြတော့အမေကြီးနဲ့အဲ့လိုပဲအမေကြီးကစိုးတယ်ဟိုပတ်စံရှိရလို့ဆိုတော့နည်းနည်းစိတ်ကထက်တယ်ပြီးတိမလားအင်ဂျင်အိမ်ကောင်းလိုက်တယ်နေနိုင်တယ်အင်ဂျင်အိမ်ကောင်းလိုက်တယ်နေနိုင်တယ်အဲ့လိုပတ်စံရှိရအစင်တန်းဆိုတော့ဘာကြီးနဲ့လည်းတိတ်ပြီးတော့ဘာကြီးကလည်းတိတ်ပတ်စံမရှိဘူးထင်တယ်ရတာလားဘာကြီးကိုလည်းတိတ်ပြီးတော့ဘဝမှာဖြစ်တော့ဘာကြီးနဲ့မင်းနဲ့မတည့်လို့ဆိုပြီးတော့ဘာကြီးကဦးစင်းဝတ်လိုက်တာဦးစင်းဝတ်ထားတာဝတ်ထားတော့ကြတော့အဲ့မှာမေကြီးအရင်ဆုံးသွားတာဆုံးသွားတော့ကြတော့အင်ဟိုအဲ့ဘာကြီးဟိုခေါ်ထားတာအမေကနော်ခေါ်ထားပြီးအဲ့သုံးပင်တဲလေးမှာဖျားကန်းနဲ့ ဖရခန်းနဲ့ထားထားတဲ့အရှိကန်းထဲမှာရောက်ခမအင်းဦးကန်းကိုချချပြီးတော့နော်စွန့်ကက်တာမှာအမဲကြောက်ဖုတ်လေးဆိုလဲမဝါနိုင်မှစူးလို့တေချာလေးဖုတ်ပြီးထုထုပြီးတော့စီလေးစိမ့်ပြီးတော့စားနိုင်အောင်စားချင်စပွဲဖြစ်အောင်လင်ပန်းနဲ့တေချာစွန့်ကက်တာနော်အမေကအဲ့လိုပြုစုတာအဲ့ဒီဘိုင်းဖုန်းရဖုန်းเจ้าမှာသွားနေတော့လဲကျမတို့အရင်စွန့်ချိုက်ပို့ရလားအဲ့ဒီပို့တဲ့ဖုန်းအဲ့ဒီဘိုင်းဖုန်းနေတဲ့ ဘုန်းကြီးကျောင်းနဲ့အဖေအကိုကြီးအကြီးဆုံးအိမ်နဲ့နီးတယ်သူတို့ကအဲ့ဝါပြောတာမကောင်းပြောတာမဟုတ်ဘူးပေါ့ကွင်းအဲ့လိုဘိုင်းကိုပို့တဲ့ထမင်းချင်ရကျမတို့ကကျောင်းဆင်းတဲ့အချိန်တွားပို့ရတာဟုတ်ကျောင်းဆင်းတဲ့အချိန်ကမြန်မြန်တွားပို့ပြီးတော့မြန်မြန်ပြန်လာပြီးတော့ကျမတို့ကကျောင်းပြန်လာတာဟုတ်ပြန်လာတော့ကျအဲ့ဘိုင်းစုဖုံးပေးပြီးတဲ့အချိန်မစောင့်နိုင်ဘူးကွင်းမစောင့်နိုင်တော့ထားခဲ့တော့ဘိုင်းကကျမတို့ပို့တယ်ဆိုတော့တဝက်ပဲစပြီးတဝက်ချန်နာချန်ထားပြီးသူတသသူဟိုအဲ့အဖေကိုကြီးအကြီးဆုံး သားသမီးတွေနဲ့သူတို့အိမ်ကိုပြီးတာအနေနဲ့အဲ့လိုနော်အမေရဲ့လုအမေစေတနာနဲ့လှုပ်ထားတဲ့ဟာသူတို့အချီကိုရောက်တယ်ဒါပေမဲ့အမေကသိရင်မပြောဘူးဘာလို့ပဲဖြစ်ဖြစ်အဲ့လိုအစားတောင်းတဲ့ပတ်သက်မပြောဘူးအဲ့လိုပို့တယ်ရောက်ခမအောင်အိမ်ကမှထားပြီးတခြားပြုစုတာပြုစုတာမှအဲ့လိုအမေကအဲ့လိုပို့ဖို့အဲ့တော့ဘာကြီးကတခြားသားသမီးအိမ်တွေလည်းမသွားဘူးမသွားလည်းမသွားခြင်းဘူးကျမတို့အိမ်မှာကလေးတွေလည်းညှိုင်းရှည်ရဆိုတော့သူနေရစိတ်ချမ်းသာရှိမှာပေါ့ဟိုကောင်းကောင်းလေးလုတ်ကင်ပြီးတော့ကျွေးရဆိုတော့လေအဲ့လိုစိတ်ချမ်းသာရှိမှာအမှတနေ့ကျတော့သူသားသမီးတွေကကဲစိတ်အပြောင်းလဲလေးဖြစ်အောင်လို့ဆိုပြီးတော့ ေါ်သွားတာဗာလဲကိုပြန်ခေါ်သွားတာအဲခေါ်သွားတယ်ညမှာပဲဗာကြီးကစုံသွားတာအချက်ချင်းကိုစုံသွားတာအဲ့လိုသူမသွားချင်တဲ့နေရာသွားတယ်လဲပိုင်းရပါမှာပေါ့ကွအဲ့လိုပေါ့ကွအဲ့မှာအမွေရလိုက်တယ်ဗာကြီးကအမွေပေးတာကမှငါတိုက်ကြိုက်တာယူယူပြီးတော့မှကျန်တဲ့လူတွေကိုပေးမှာဆိုပြီးပြောတာပြောဒါပေမဲ့အမေအမေနဲ့အဖေကလေတကွက်ပဲယူတာလေလေလှုပ်စားလို့ရတယ်လေတကွက်ပဲယူတာလေတကွက်ဗာမင်းတို့ဗာကြီးတို့ဘက်ကအဖေဘက်ကလေတကွက်ရတယ်အမေဘက်ကယာကင်းတကွက်ရတယ်အဲ့ဒါပဲရတာအမွေဆိုလို့ကျန်တဲ့ဟာတွေကကိုချက်ပေါ့ကိုရက်ပြီးတော့မှလှုပ်စားတာ ဲ့ဒါနေပြီးတော့ကိုယ့်ရဲ့အဲ့လိုအဆင်ပြေတယ်ပေါ့အဆင်ပြေအဆင်ပြေပြီးပြီးတော့အတွုံးမြေတွေပိုင်းလည်းဝယ်တယ်ပေါ့ကိုယ်အမေတို့အမေရဲ့ဘက်ကဘာလို့ပတ်စံမရှိရလဲဆိုတော့အမေရဲ့ဘာကြီးကသူတို့အမေအဖေမွေးထားတာကမနက်မ3ရက်ရှိရမိန်းကလေး2ယောက်ယောက်ျားလေး1ယောက်မွေးထားတာကမှအမေရဲ့ဘာဘာကြီးကအမွေခွဲတဲ့အချိန်မှာညီတောင်းနဲ့ရွှေတွေညီတောင်းနဲ့ချိန်ပြီးတော့ခွဲတာရှိတယ်မြခွဲတဲ့အချိန်မှာဘာကြီးကမอยู่ဘူးအမေဘာကြီးကမอยู่ပဲနဲ့ရွှေဆိုတာယောက်ျားလေးနဲ့မဆိုင်ဘူးဆိုပြီးအိမ်မဲယူလိုက်တာအဲအင်ကြီးအိမ်ကောင်းကြီးပေါ့ကွယ် ်အိမ်မဲယူလိုက်တာယူလိုက်တဲ့အချိန်မှာဖြစ်ချင်တော့ဂျပန်ခစ်ဆိုတော့ဂျပန်နေရအဲ့မှာရွာထဲမှာပက်ကြည့်တာပေါ့ပက်ကြည့်ပြီးတော့တို့နေချင်တဲ့အိမ်ကိုကြိုက်တဲ့အိမ်ဆိုရင်ဒီအိမ်မှာနေမဲဆိုပြီးတော့အဲ့လိုကြည့်တဲ့အချိန်မှာအဲ့ဒီဘာကြီးယူထားတဲ့အိမ်ကိုဂျပန်နေရရွေးလိုက်တာယူလိုက်တာအဲ့အိမ်မှာဒီအိမ်မဲကြိုက်တာဒီအိမ်မဲနေချင်တာဆိုပြီးအိမ်ကြီးအိမ်ကောင်းလေးဖြစ်တော့အဲ့မှာဘာကြီးကတာမြီးတွေရောတမီးတွေရောရှိရဲဆိုတော့ကဲတော့ရာခင်းနဲ့ထွက်နေမဲဆိုပြီးတော့ထဲမှာထွက်နေတာအဲ့လိုဖြစ်တာအဲ့အမလို့အမီတို့ဘက်အမီတို့ကအဲ့လိုပတ်စံမရှိ ဘင်းနဲ့အဲ့လိုတော်တဲ့မှာနေပြီးတော့လောက်ကင်စားတော့တယ်ဘောကရောက်သွားတာအေးရမလို့အမေကြီးကပတ်စံအဖေဘက်ကအမေကြီးကကျတော့ပတ်စံချမ်းသာတဲ့လူမလို့မောက်မာတာအဲ့လိုဖြစ်တာတိလားအဲ့လိုအဲ့လိုဒါပေမဲ့အမေရဲ့စိတ်ထားလေးကောင်းနေမသိမချင်းရောက်ထီးကိုလည်းလှုပ်ကြွေးတယ်ပြချပြုစုတယ်ချက်ပြုတ်ကျွေးတယ်စိတ်ရှည်တယ်ပြီးလို့နောက်ဆုံးအချိန်ကြီးစေးကူပေးတယ်အဖေကိုကြိုက်တယ်လို့လုပ်ပေးကြိုက်တယ်လို့ပေးကြိုက်တယ်လို့ကျွေးအဲ့လိုလုပ်တာဒါပေမဲ့အဝတ်အစားကတော့အမေကလုံးလုံးကိုမဝဲမကြော့ဘူး ပြီးလို့ရှိရင်တော့အဲ့အမေကိုရွှေလေးပါလေးဝေးလာတယ်ပေါ့ကွင်းရွှေနဲ့ဆွဲကျိုးနဲ့ဝေးလာတာဆွဲကျိုးနဲ့လက်ကောက်နဲ့ဝေးလာတာအမေကိုဆိုပြီးတော့ပထမဆုံးဝေးလာတော့ကျတော့အမေအဖေရဲ့အကူကြီးရဲ့ဗာပြောမယ်မင်းကမမိမမှာရွှေနဲ့တန်တဲ့ချင်းသားမင်းကမမိမမှာတန်တဲ့ချင်းသားနဲ့ပြောပါတကယ်တော့အဖေလို့စားလीအဲ့တော့အဖေကပြောတယ်ကိုရင်တို့လဲကိုရင်တို့မိမကိုရင်မိမဆင်ချင်းကိုရင်တို့လဲကျူးစားလीလို့ပြောတဲ့ချိန်မှာအဖေကိုစိတ်ဆိုးတာပြီးတော့တော့အဲ့ဒီအကူကြီးကြီးဆိုတာဘယ်လောက်ဆိုးလဲဆိုတော့အဖေကိုအကြီးဆုံးကဘယ်လောက်အကြီးကဘယ်လောက်ဆိုးလဲဆိုတော့ အိမ်မှာအဲ့ဒီတွေကတအားလာရယ်ကိုအိမ်မသမားတွေကကတဲ့ရသုံးပင်တဲ့သုံးပင်တဲ့အိမ်ရဲ့ဆိုတော့နေစရာမရှိထိုင်စရာမရှိတော့မြင့်တန်းရည်သပွဲတွေဝဲဆိုပြီးဝဲကျမအဖေပါဝဲဝဲသူကအတူတူလိုက်ယူတာအမှသပွဲနဲ့တန်းရည်နဲ့ဝဲတာဝဲတာကမှနော်နှစ်စုံဝဲလာတော့တစ်စုံကအကောင့်အထူးအချော့ နောက်တစ်တစုံကတန်ရဟိုဟွာလေးဆိုဘောင်းလေးဆိုတိုးသေးလေးတွေအဲ့မကောင်းတဲ့ဟာကိုအိမ်မှာပြီးခဲ့တာအဲ့လိုသူတို့အိမ်ဆိုဧည့်တယ်လည်းမလာဘူးဘာလည်းမလာဘူးနော်အဲ့လိုအဲ့လိုဒါပေမဲ့အမေကအခါကြီးရကြီးရောက်တိုင်းဆိုရောက်တဲ့အချိန်တိုင်းကိုကိုမသွားခြင်းမသွားနဲ့ကိုကတော့ခိုင်းတာမဟုတ်ဘူးအဲ့ဆိုသမင်းတို့သမင်းအုပ်တွေပါဒီကလေးတွေကိုပို့ခိုင်းတာနှစ်စင်းနှစ်တိုင်းဘယ်သူနဲ့မတက်တဲ့အဖေဘက်ကအမေကအဲ့လိုစိတ်သက်ကောင်းတာပြီလားဖေဘက်ကလူတွေကိုအဲ့လိုကောင်းတာအမေရဲ့စိတ်ကတော့တုံတုံမထားနိုင်ဘူးပြီရမလားနောက်ထပ်လာအောင်ဟွာအဲ့ဒါနေပြီးရုတ်တရက်ချက်ချင်း ဘဝပြောင်းလဲတော့မှချမ်းသာရနေပြီးတော့မြောက်ရီလိုကိုဖြစ်နေပြီပေါ့ဟလားအဲ့ဒါနေပြီးတော့ကွယ်အဲ့လိုစီးပွားရေးကအစဉ်ပြေးနေတုံပေါ့ကွယ်ပြေးနေတယ်တသမိရေလည်းကြီးပါကြောင်းနေတဲ့အိမ်ရဲ့ရောက်ပါတယ်ကြောင်းနေတဲ့အိမ်ရဲ့ဆိုတော့အမအကြီးဆုံးကကျောင်းသွားတယ်လိမ့်မာတယ်တစားလဲကြည့်တယ်အလက်မရောက်တော့ကျွန်တော်ကျောင်းသွားခိုင်းတာအမေကအမေကအမေပြလိုက်တဲ့မုတ်တွေကိုယူပါရဲ့ကွယ်ယူသွားပြီးအိမ်နဲ့ကျောင်းနဲ့ဘလောက်မှဝေးရမဟုတ်ဘူးနော် သွားမယ်ဆိုရင်5မိနစ်9မိနစ်လောက်ပဲပေါ့အလွန်ဆုံးကြာတော့7မိနစ်ပေါ့အဲ့လောက်ပဲဝေးတာကိုအကြောင်းသွားခိုင်းတာကိုအမေပြီးတဲ့မုံကိုယူပြီးတော့တော့အကြောင်းနဲ့အိမ်ကြားမှာရှိတဲ့ရေတွင်းပြက်ကြီးရှိရင်အဲ့ရေတွင်းပြက်ကြီးထဲမှာမုံစားပြီးတော့စားအဲ့ပါတဲ့မုံကိုစားပြီးတော့အိမ်နေတာအကြောင်းပြင်းတာအဲ့လက်မလေးအဲ့အမွေးတူတူနဲ့မဲမဲလေးမွေးလာရဆိုရင်တရားအဲ့သူအဲ့လိုအကြောင်းပြင်းတာသူကကြတော့အာနေပြီးတော့အမေကရိုက်ရတာနေလိုက်လိုက်လိုက်ပို့ပြီးတော့တုံးနေလိုက်ရိုက်ရတာရိုက်မှအကြောင်းကွာတာအဲ့လိုအဲ့လိုအဲ့နေပြီးသူကအဲ့ဒီမူလာတန်းချီတယ်အကြောင်းကပုံတော်မဟုတ်သေးဘူးအဲ့နေပြီးတော့မူလာတဲ့ရွာမူလာတဲ့ ဒီပဲရှိတာဟုတ်ကဲ့ဘယ်နှတန်းမှလဲ9တန်းဒီပဲရှိရ9တန်းဒီပဲရှိရဆို10တန်းနေပြီးတော့ကျမတို့ရွာအနောက်ဘက်ကရွာဘက်ကကြောင်သူတော့တတတာအကြီးမားကမမကြီးကကြတော့အရန်ဟိုဟာဒေစာလဲရန်ချူးစားတယ်သူကចောင်းတက်တာချောင်းချောင်းတန်းတက်တယ်ကွတက်ပြီးတော့ကြတော့အဲသူသူလက်မလဲလဲရောက်ပေါ့အမလေးဘလို့မဲ့နေတော့တငယ်ချင်းနေနေစုပြီး ။ရွာနေရွာရဲ့ကြားထဲမှာကျမတို့လဲရှိရလေအမေရရဲ့လဲအဲ့လဲနားလေးမှာကွယ်တဲထူတယ်ကွယ်သိရမလားလမ်းလမ်းထဲမှာအဲဲဒီကြီးပဲဆိုတော့အီအီလေးနဲ့ခြုံလေးနဲ့အရိတ်ကလည်းကောင်းနေစတယ်ကြောက်ကြောက်ပုံးနေတယ်အဲ့ဒီလမ်းကြားထဲမှာလည်းကြောက်ပုံးနေတာတငယ်ချင်းတွေနဲ့စုပြီးတော့အေးစားတော့ပြီးပိုင်းထမင်းကြီးနဲ့စားတော့ပြီးရလာနောက်နေကြတော့သူတို့ဘာကဖုန်းကြီးကြောင့်လဲဖုန်းကြီးကတော့ကောင်းစောလိုက်တလားမမေ့နဲ့တယ်အိုးဖင်ကိုညိုမဲ့နေတာဆိုတာအဲ့ဒီမှာကြောက်ရင်းနဲ့နော်ကြောက်ရင်းနဲ့ဆိုကြောက်ပုံးတာကွယ်သူကကြောက်ပုံးပြီမဲ့ဘယ်လိုလုပ်ဆိုတော့ အဲ့ဒီညလုံးကမြန်မာနေရာဆိုတော့10တောင်နှစ်ချင်းပေါအောင်နေအောင်ပြီးတော့ကြအဲကျောင်းပြင်းနဲ့အမကတက္ကသိုလ်ရောက်တော့ကြတော့မြန်မာစာပေချာနဲ့ဂုံထူးချမ်းဝင်တာဂုံထူးချမ်းဝင်နေဝင်ပြီးတော့ကြတော့အဲဂုံထူးချမ်းနေပြီးတော့မဟာဆက်တက်တယ်မဟာဆက်တက်ပြီးတော့မှ PhD ဒေါက်တာခွဲရပြီတက္ကသိုလ်ဆရာမဖြစ်တယ်အမလေးကျောင်းပြင်းလို့တာပဲနော်သူကတက္ကသိုလ်ဆရာမဖြစ်တယ်အဲအခုအကြီးဆုံးအမကကြတော့သူကသူကကျောင်းဆရာမကျောင်းဆရာလေးမအောင်မအခုအထက်တန်းပြဖြစ်နေပြီသူကနော်အဲ့ဟာပြီးတော့ကျမလေကျမကရွာထီတော့ခုနှစ်တန်းထီကတော့ကျောင်းမပြင်းသေးဘူး ောင်မပုံသေးဘူးနော်ပြောပြမယ်အကြီးကြီးကအကြီးနှစ်ယောက်ကလည်းစားတော်တယ်လရေးလေးဆိုပုံသေးစလုံးလေးတွေတိုင်းပဲလှတာစားလဲတော်တယ်လရေးလေးလှတယ်အဲကျမလည်းရောက်လာပြီကျမအကြောင်းကတော့သွားတယ်စားတော့တလုံးမှမကြည့်ဘူးဒီမှာစပွေးပဲရှိရလေစပွေးပဲရှိလို့အိမ်ကဖြေခိုင်းလို့ဆံမွေးရဖြေရတာပြန်လာလို့ရှိရင်အငယ်အငယ်လေးလေးအဟိုအငယ်ဆုံးမောင်လေးကသူစားတော်တယ်သူကလည်းတအားတော်တယ်သူကဘယ်တော့ဖြစ်ဖြစ်သူ့အခန်းထဲမှာအဆင့်တက်လရေးကလည်းအမရည်တင်ပေးတဲ့အတိုင်းလိုက်ရတယ်ပုံသေးစလုံးလိုပဲ သူလည်းတော်တယ်သူအမြဲနှစ်တိုင်းပထမဆုံးရကွယ်စုစုဆောင်ဝယ်ပြလို့ရှိရင်အေးစုဆောင်ဝယ်ပြခြင်းရောက်ပြီဆိုရင်ကျမကိုလည်းဖြေခိုင်းတော့ကျမကဖြေရတာပေါ့ဖြေပြီးတော့ပြန်လာလို့ရှိရင်အဲမဝေးစောက်ဝယ်ရှိနေလားဆိုဖြေနိုင်မဖြေနိုင်လားဆိုဖြေနိုင်မကျမမဖြေနိုင်တဲ့ဆောင်ဝယ်ဘယ်တော့မှမရှိဘူးအိမ်ရောက်ရင်တော့ပြောနိုင်ဖြေနိုင်တယ်အဲဒီပေါ်လည်းငါဖြေနိုင်တယ်ဟိုပေါ်လည်းငါဖြေနိုင်တယ်အစင်ဆိုလဲလေဘိတ်ချီစာမမကြည့်တာအစ်စင်ဆိုတော့ဘိတ်ချီပြီးတော့စာမွေးဖြေဆိုကျမဖြေဖြေပြီးတော့အရင်ဆုံးဖြတ်ပြီးတော့ကျမစာအုပ်ကိုင်းပြီးတော့နေရနာမှာထားပြီးတော့တငယ်ချင်းတွေကိုစာအုပ်ထဲကနေအဖြေမနေကုန်ပြောပြ ကိုကတော့အစင်းထွက်လာလိုက်ရင်နောက်ဆုံးဘိတ်နောက်ဆုံးဘိတ်တော့မဟုတ်ဘူးကွယ်မလောက်ရအောင်1 to 10ဘယ်တော့မဝင်ဘူးအဲ30ကျော်ပဲလူက30ကျော်လောက်ရအောင်30ကျော်ပဲရအောင်ကွယ်အဲ့ဒါနေပြီးတော့ရွာနေပြီးတော့တောင်သာမြို့ကိုသွားပြီးစာပြိုင်လဲရတယ်လေစာပြိုင်လဲရတော့အဲ့ဒီကျမထက်စားအားတယ်ကျမတငယ်ချင်းတွေကအဲ့သူတို့ကိုကျမအစောက်ကြီးကြည်ပြီးတော့ကင်ပြီးတော့ပြောထားတာဆိုတော့သူအမက်တွေကောင်းလာသူတို့စာပြိုင်လဲရတယ်တောင်းတာကျမမလဲရဘူးနှစ်တိုင်းစစံဝတ်ကြည့်ရကြည့်ရကြော်လဲကျမကိုဖြစ်နေလားဆိုအိမ်အောင်ဖြစ်နေတယ် ခြေတိုင်းတိုင်းချီပြောင်းမောင်လေးကလေသူကစကိုမကိုဆိုတော့လေစုရစီချင်တာပေါ့ဟုတ်ရှင်းနေလားရှင်းနေလားသူကမေးလို့ချင်းအင်းရှင်းနေပါအနေနဲ့ပြောရပဲတနေ့မှလည်းစုမရဘူးဘဝမှလည်းတခါမှကိုစုမရဘူးအစ်စ်တစ်ဆိုလည်းမရဘူးဝတ်တုတန်ကိုမဝင်ဘူးအဲ့အနေပြီးတော့ကွယ်အဲ့အဲ့ထီကနော်ရွာကြမွေးရှိသေးရမပြင်းသေးဘူးအဲ့အနေပြီးတော့ရှစ်တက်ရတော့ကျတော့မြို့ပေါ်တက်ရလားတွေ့ရတော့ကျအကြီးမကြီးကကျတော့ဘက်ကကြောင့်အဲ့ကျမတို့ရဲ့ဟိုဘက်ရွာတော့ကြောင့်တော့တက်တာတော့ထားတာအဲ့နေရောက်ကိုကျအဲ့တော့ကြောင့်မှထားပြီးတော့ဆယ်လမ်းနဲ့နေချင်းပေါ့အောင်းနေနော် ကျမလည်းရောက်တော့ကျတော့ကျမမျိုးပုံမှာတားတာအဲကျမတောင်းတောင်းတတ်တက်လာပေါ့ကွအဲ့အနေပဲရှစ်တက်ကြော်လေပြောသေးရရှစ်တက်အောင်လည်းပြောအောင်မယ်အဲ့အနေပြီးတော့ရှစ်တက်အောင်သူအဲ့ကျမကျောင်းဆက်တက်တဲ့အချိန်မှာမိုးအားသေးလို့ဆိုရင်ကာသမားတွေကကျမတို့ကိုမတင်ဘူးမတင်တော့အဲ့တောင်းသားကနေပြီးတော့အင်ထီလန်းလျှောက်ပြန်တော့ကျမအင်းလေးရောက်ကိုချီစက်ကိုအမေရဲ့အဲ့လောက်ကြီးထီလန်းလျှောက်လာတာတမီးကကြောက်မတက်တော့ဆိုတော့လမ်းအဲ့လိုတွေတွားပြန်တာကာသမားတွေကမတင်ကျတော့ဒုက္ခရောက်လို့ဆိုတမီးကျမကိုတော့တောင်းသားမှာအင်းငါထားတာရှစ်တက်မှာအဲ့အင်းငါနဲ့နေသူရှင်နေပြီးတော့အမလေးတပတ်တစ်ခါပြန်လာမိုးကတကုံစားတာပြန်လာလို့ရှိရင်အဖေကဘယ်လိုပြောမလဲဟာငါတမီးကမှာမုံရုပ်ကိုပေါက်နေ တာနဲ့ပြောတာအဖေကအဲ့လိုပြောရင်ငါသမီးကတော့ပြန်လာလိုက်ရင်မုံယုတ်ကိုပေါင်နေတာဝတ်တုတ်ကိပြီးတော့လေအဲ့တော့ဆိုလေလမ်းလျှောက်ရင်တော့မှလေပေါင်ချင်းနေတိုက်ပြီးပေါင်နေများဖွင့်လဲလောက်ဝါတာကျမလေအဲ့နေပြီးတော့ရွာကနေပြောင်းသွားတာဆိုတော့ကွဲရွာမှာလဲစာမကြည့်တော့ကြတော့အဆင်ရလည်းမကောင်းတော့ကြတော့မြို့ပေါ်ရောက်တော့လေဘယ်ခန့်ရံရှစ်တန်းမှာစီခန်းနဲ့စီခန်းနဲ့ရရဲတဲ့ပြီးတော့အဲ့နေပြီးတော့ရှစ်တန်းပြီးတော့ထားလိုက်ပါတော့အဲ့နေကိုရန်ရောက်ကောကိုရန်ရောက်တော့ကြတော့အဲ့ကိုရန်ကြောင့်ဘယ်ခန့်ရံလို့ဆိုတော့ဘိုင်းအိုယူပါဆိုတော့ ဒီကဲနဲ့ဒီကဲနဲ့ရောက်ရဲရောအဲ့ဒီကိုရန်တီရတောင်းတာတက်လိုက်ကွာအဲ့အစင်ပြည်သေးရင်တနေတဲ့အောင်လဲ၁၀နဲ့ရောက်တော့ကြတော့အိမ်ကဘောဓာထမယ်ဆိုပြီးတော့ကျမကမလိုက်ဘူးလိုက်ကွာပို့လိုက်တော့ကြတော့မပြုံးစားလည်းမလိုက်နိုင်ဘူးလေမတည်ဘူးစားလည်းမကြည့်ဘူးဆိုတော့စားလည်းမရအောင်အဲ့နေပြီးတော့သူတို့ကလည်းတင်ချင်တာတင်ကျမကလည်းပြန်ကြအဲ့နေပြီးတော့ကျမအငငယ်ချင်းတွေပါတယ်ဘောဓာသွားဘောဓာသွားသူတို့က ကြောင်မနေတော့ဘူးဆိုပြီးတော့ပြန်ကုန်ရောပြန်ကုန်သူတို့မိဘတွေကလည်းအေးမနေချင်နဲ့မနေနဲ့ဆိုထုတ်တယ်ပေါ့ကွယ်ထားတော့အဲ့အနေသူတို့ကကြောင်ထွက်သွားအောင်ဆိုတော့ကျမတယောက်တည်းကြံနေခဲ့ရကျမတယောက်တည်းကြံနေခဲ့တော့ကျမကလည်းပေါ့အဲ့အနေကလည်းပြန်မယ်ဆိုပြီးတော့မှလိုင်းရနေပြီးတော့စပိန်နဲ့ကြောင်စင်းကပြန်ချလား ပြန်ကြလာတော့ကျတော့အေးဦးမောင်ဝရောက်တာတော့အဲ့မှာအမေကတော်ရရပြန်လာတာချက်သွင်ချက်သွင်ခင်ပေါင်းချက်အဲ့မိုးချက်သွင်ခင်ပေါင်းတင်ရကနေပြီးလူငါးရည်နဲ့ပြန်လာတဲ့အချိန်မှာကျမအမေတမိရောကြောက်ဖတ်တော့မယ်လို့ပြောလိုက်တော့အမေကပေါင်းတင်ပြန်လာတဲ့အဲ့ဂျစ်ကအတွဲလိုက်ကြည့်လीဒီလိုမြေကြီးကိုပေါင်းလေးတွေချစ်ရတဲ့ဂျစ်ရှိရယ်ဒက်ဗလပ်ပြအယိုးလေးနဲ့လောက်တာ အမေကစော်လိုက်တော့အမေရိုက်တော့တသက်နဲ့တော့ခါမခံဘူးအမေကတာတမီမြဘာပြောသေးကြောက်မနေတော့ဘာလှုပ်ရှားမှာတော့နှိပ်ဆက်သားဆိုပြီးအဲ့ဒီနေ့ကရေတွေလဲလာနေချောင်းထဲမှာအဲ့ရေလာတဲ့အထဲမှာစပိန်တွင်းပြန်လာထမင်းကလည်းစိုးနေအဖြူစိမ့်နဲ့အာအမေကစော်လိုက်တော့ဖင်ရောကောမရွေဘူးအဲ့ဒီဟိုဂျေယိုးကိုမမကိုကြည်ပြီးတော့အမေကလည်းထမင်းမစားဘူးကျမကိုစူတာကျမရိုက်တာကျမကလည်းထမင်းမစားဘူးအိတ်တာအဲ့အဝတ်အစိုးကြီးနဲ့မလဲဘူးအိတ်တာ အမေကလည်းမလဲခိုင်းဘူးအဲ့မနေ့ကြီးကတော့အဲ့ဒီဝက်ဆိုက်ကိုထပြီးပြန်သွားအဲ့ဒီဘောလာပြန်သွားတာပေါ့ကွယ်ပြန်သွားပြီမဲ့လေစာမှမကြည့်ချင်တာအိမ်ကိုလွမ်းတာလေးတအားအိမ်ပြန်ချင်တာပဲသိနေရောစာလဲစိတ်ဝင်ကြတော့ကျတော့အမဆယ်တန်းကြာရောဆယ်တန်းကြာတဲ့ဘဝများတော်တော်ဆုကကျမတို့အိမ်မှာလည်းဆယ်တန်းကြာတဲ့လူမရှိဘူးကိုတင်းတင်းတန်းအောင်လာသူကဆယ်တန်းကြာလိုက်တဲ့အချိန်မှာအိမ်ကလူတွေတက်ရောက်မှမျက်နှာသာမပြီးတော့ဘူးကို့မှာနေစရာမရှိဘူးစားစရာနေစရာကိုနေရာမရဘူးသိရမလဲဘာလို့လဲလို့လိုက် တမွေးမအောင်တော့ကြအပြစ်ဖြစ်နေရတယ်။အဲ့အနေနဲ့ပြောရဆိုရကဒန်နီခန်းကကြာတော့ကြာအဲ့နဲ့အောက်ဆီဂျင်ထွက်ပြီးကျမထွက်တဲ့နေစာရီထက်ကြက်ထက်ကြက်ဟိုစာရီထက်ကြက်စာရီကြက်ကြက်ပြီးတော့ကြာတော့အဲ့မှာကျမနေနေတဲ့တောင်သားကျူရှင်ကိုပြန်သွားနေတာပြန်သွားနေတော့ကြာတော့အဲ့မှာစာကြက်လိုက်တော့ကြာကျမစေတန်းအောင်သွားစေတန်းအောင်သွားပြီးတော့ကြာတော့အဲ့မှာ တက်ကတူတားတယ်တက်ကတူတက်တယ်ပေါ့ကွဲတက်ကတူကလည်းလင်းနေပဲအသုံးနေပဲတက်ရတာဆိုတော့တက်ကတူတက်ပြီးပြီးသွားတော့ကျွန်မဆီယမ်မဖြစ်သွားအောင်အဲကျွန်မចောင်းပြင်းတဲ့လူကအဆီယမ်မဖြစ်သေးရေနော်အဲចောင်းပြင်းတဲ့လူကဆီယမ်မဖြစ်သေးရေအဲ့အချိန်မှာကျွန်မတက်ကတူတက်တဲ့အချိန်မှာကျွန်မအမအလက်မကလည်းသူကဂုံထူးတန်းဝင်တာဟိုဝင်တော့ကျတော့ကျွန်မတို့နှစ်ယောက်ကတိုက်နေရလေအငင်းချက်မှာနှစ်ယောက်တက်ရတာတက်ကတူចောင်းသူကနှစ်ယောက်ပြီးတော့အမကလည်းဆီယမ်မအဲ့လိုဟိုကအောင်ပြီဆိုတော့ဆီယမ်မ တင်တန်းတက်ရတယ်ရေသူကလည်းတင်တန်းတက်ရတယ်ဆိုမောင်လေးက10တန်းရောက်ပြီးထားလိုက်တော့မောင်လေး10တန်းကျတော့မောင်လေးကဓာတ်ဖြူနေချင်တာနေချင်တာအောင်မှအင်းရစီဝိုင်းရအဲ့လောက်ကြီးကြီးမပြေလေတော့ဘူးတတမီးရင်လည်းကြက်နေရကြက်နေတော့ကျတော့အမှမပြေလဲရမပြေလဲရတဲ့အကြောင်းရင်းကဘာလဲဆိုတော့အဖေကနွားကူးရင်းနဲ့အဲ့မှာအဲ့ဒီအချိန်မှာနွားဆယ်ကောင်ဘူးခိုင်းနွားဆယ်ကောင်ဘူး အဲ့မှာယူပြီးတော့ပြန်လာတဲ့အချိန်မှာအိမ်လေးရောက်ကောငွေမဲတာအဲ့နွားခိုင်းနွားဆယ်ကောင်ဘူးငွေမဲသွားတော့ကျတော့ပတ်စံတွေကအဲ့ကူးရင်းနဲ့နွားကူးရင်းနဲ့ဆိုသူများပတ်စံတွေလည်းပါတာအိမ်ကပတ်စံတွေရောအကုန်လုံးမဲသွားတော့ကျတော့ဘာမှမရှိတော့ဘူးလေအဲ့မရှိတော့ကျတော့အဲ့လိုအစင်မပြေသွားတာအစင်မပြေရတာနေအဖေကအဲ့ဟိုဟာတောင်သူလည်းမလုံနိုင်ဘူးလေမလုံနိုင်မဲနဲ့အဲ့ ဝယ်ထားတဲ့မြေခွဲထဲမှာတောင်သူလုံးသားခဲရင်စိုက်တာစိုက်တော့ကြတော့နောက်ကျောင်းမှာဆိုအဖေဆိုလေးပူရဲတွေပေါက်ပြီးအပူတွေလောင်ပြီးတော့အနာတွေဖြစ်တာတဲ့အဖေကလေတော့လည်းမလုံနိုင်တော့ကြတော့လေအဲ့လိုအဲ့လိုမတရားပင်ပန်းပြီးတော့ဟိုဟာဖြစ်တာပေါ့အမေကအဲ့နေ့ကနေစပြီးတော့တနည်းကိုဝတ်သားအရင်က50ကျားချက်ရင်တပိတ်တာဝယ်ချက်တာအမေအဖေကတော့ငါမိမယူသွားပြီချင်းနေပေါ့ငါမိမကတော့သွားပြီယူနေ ဟုတ်ကဲ့ပါမျိုးတို့ရေမိုးဝဲဗီဒီယိုလေးတက်ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီအညာသူပြအရောက်မှာချစ်စရာကောင်းနေပါတော့။စကားပြောတာလေးကလည်းနားထောင်လို့ကောင်းနေပါတော့။ကြည့်တဲ့အမျိုးကြီးလည်းစိတ်ချမ်းသာစေမယ်လို့မျှလင့်ပါရှင်။နောက်ထပ်လည်းမိုးဆက်လီတတိနေဟာတာဗီဒီယိုလေးဘိုးတူတာရက်စရာဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတက်ဆက်ပြီးမှမို့မိုးဝဲ channel လေးကို like subscribe နဲ့တပ်ဖို့တောင်းဆိုပါရရှင်။ဒီအညာသူလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စကြကလေးတွေကိုဗီဒီယိုလေးအမှ comment လေးရေးပြီးလို့ရပါရှင်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်။တာတာ။